ှကောင်းတွင်းရှန်ခြင်းကို ကာကွယ်ရန်နီးလန်းများနှကောင်းဆိုတာလူခန္ဓာကိုယ်မှာတွေးချောတွေအများဆုံးအင်္ဂါအစိတ်ပိုင်းတွေတဲကတခုပါဝင်ဖြစ်ပါတယ်။ဒါကြောင့်တခုခုလေးထိခိုက်မိတာနဲ့တွေးထွက်လဲတာထွက်ပြီးရင်လဲတော်တော်နဲ့မတိတ်တော့တာများပါတယ်။ဒီအကြောင်းနဲ့ပတ်သက်လို့ရန်ကုန်မြို့ကတွေးနဲ့ဆိုင်ရာယောဂါများ အထူးကုဆရာဝန်ကြီးတဦးကဒီလိုပြောပြပါတယ်။ အခုလို6တွေ့ပူပြင်းလို့နှကောင်းအတွင်အရေးပြားတွေ6တွေ့နေတဲ့အချိန်မျိုးဆိုနှကောင်းတွေးကအလုံးလုံးရှန်တက်ပါတယ်6တွေ့ရင်တွေးချောတွေကပေါက်လွဲတာမို့နှွေးရသည်သာမကစောင်းရသည်မှလည်းဖြစ်တတ်ကြပါတယ်ပုံမှန်တွေးခဲစေတဲ့အခြေအနေတွေကိုအကြောင်းတစ်ခုခုကြောင့်တွေးကျဲစေတွေဥပမာ aspirin warfarin နဲ့အကိုက်အခဲပျောက်စေးများ ibuprofen စတာတွေတောက်ထားရသူတွေနဲ့ဒီလိုရာသီမျိုးမှာပိုသတိထားရပါမယ်။နည်းနည်းလေးထိမိတာနဲ့အရန်တွေးရှံတတ်လို့ပါ။နှာခေါင်းတွေးရှံခြင်းဟာအသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကူးစက်ရောဂါများ upper respiratory tract infection တွေအရန်များတဲ့အချိန်တွေအပူချိန်နဲ့လေထုဆိုးထိုင်းစတိတိတသာတက်လိုက်ကျလိုက်ဖြစ်နေတဲ့ ဆောင်းရာသီနဲ့နှွေရာသီမှာ အထူးသတိထားရမယ်ကျန်းမာရေးပြဿနာများဖြစ်ပါတယ်။အင်းနေတဲ့အပြင်ကနေပြန်လာပြီးနှွေထွေးချောက်တွေ့တဲ့အိမ်ထဲကို ဝင်ဝင်ချင်းမှလည်းနှာခေါင်းတွေးရှံတတ်တာမူသတိထားရပါမယ်။အများဆုံးဖြစ်စေတဲ့အကြောင်းရင်းတွေက၁ပိုးဝင်ခြင်း၂ထိခိုက်မိခြင်း၃တွေးမောင်ခြင်းအရန်တက်ခြင်း၄တွေးကျဲဆေးများတောက်ထားခြင်း ငါအရက်အလုံးအကျုံတောက်ထားခြင်းနှင့်6နှကောင်းအတွင်အကျိတ်များနှင့်မွေးရာပါသွေးမတိတ်ရောဂါများတို့ကြောင့်ဖြစ်ပါတယ်ဒီနေရာမှာတစ်ခုသတိထားဖို့ကသွေးကင်ဆာလူကီးမီးယားတို့လိုရောဂါမျိုးမှာလည်းလက္ခဏာတရက်အနေနဲ့နှကောင်းသွေးရှံတက်ကြပါတယ်ဒါပေမဲ့ကွာခြားချက်တွေကိုလွယ်လွယ်ပြောရမယ်ဆိုရင်သွေးကင်ဆာမှာနှကောင်းသွေးရှံတာက ထိခိုက်မိခြင်းရာသီဥတုခြောက်တွေ့ခြင်းစတာတွေနဲ့မဆိုင်နဲ့သူ့အလိုလိုဖြစ်လာတတ်ပါတယ်။နောက်ခဏခဏဖြစ်တတ်ပါတယ်။ရိုးရိုးနှာခေါင်းတွေးရှံသူတွေမှာတခြားလက္ခဏာများမရှိဘဲတွေးခံချရီမှာ အများအားဖြင့်ရင်ညွန့်ရိုးကိုဖိကြည့်ရင်နာတက်ခြင်းတွေးနေနေလေးထွက်ယုံနဲ့ဖြူဖြော့သွားခြင်းတငွေငွေဖျားခြင်းကိုယ်ခံအားချ၍နှာစည်းချောင်းဆူ အနာရောဂါများဖြစ်လွယ်ခြင်းစသဖြင့်တိတိတတ်တာကွဲပြားပါတယ်။ရုပ်တင်းရဲ့နှာခေါင်းသွေးရှမ်းချိန်မှာသွေးတိတ်အောင်စနစ်တကျပြုလုပ်နည်းတွေကိုပေါ်ပြပေးထားပါတယ်။၁နှာခေါင်းရဲ့နူးညံ့တဲ့အသားအပိုင်းအားလုံးကိုလက်ညှိုးနဲ့လက်မကြားမှာညှက်ကင်ထားပေးပါ။၂ဖိထားတဲ့နေရာကို အားပြုပြီးနောက်ဖက်ကို အသားလေးတွန်းထားပါ။ကိုယ် ရှေ့အသားလေးကင်ထားပြီးခေါင်းကို45ဒီဂရီလောက်မော့ထားပါလှဲမအိပ်ပါနဲ့သွေးတွေအသက်ရှူလန်းချောင်းတဲ့အစာရည်မျိုးတွေပြန်ဝင်ကုန်မှာစိုးလို့ပါငုံမထားပါနဲ့သွေးမတိတ်ပဲဖြစ်နေတတ်ပါတယ်3အနည်းဆုံး5မိနစ်ဒီအတိုင်းနေပါသွေးတိတ်သွားတဲ့အထိနေတာအကောင်းဆုံးပါပဲ4ငြိမ့်ငြိမ့်ထိုင်နေပါ ခေါင်းကိုနှလုံးထက်မြင့်တဲ့နေရာမှာရှိနေပါစေ။ငါရနိုင်မယ်ဆိုရင်ရေခဲကို အဝတ်နဲ့ထုတ်ပြီးနှာခေါင်းနဲ့ပါးတွေကိုကပ်ပေးပါ။ဖြစ်ပြီးပြီးချင်းနောက်တစ်ချိန်ထပ်မဖြစ်အောင်တက်နောက်မီပေါ်မှာ45ဒီဂရီလောက်ဆောင်းပြီး ထိုင်နေပါ။နှာခေါင်းကိုလေနဲ့တွန်းပြီးနှံ့ညစ်တာမျိုး လက်နဲ့နှိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။၃နှာချိမယ်ဆိုရင် ပစပ်ဖွင့်ပြီးခြေပါလေးဝမ်းသွားရင်အယမ်းမညှင့်ရအောင်အတီးရွက်စားပါဝမ်းချုပ်နေရင်ဝမ်းပျော့စီမှီဝဲပြီးပါငါအဲ့ဒီအချိန်မှာဘာအလေးပင်မှမမပါနဲ့6ခေါင်းကိုနှလုံးထိုင်မြင့်တဲ့နေရာမှာဆက်ထားပါ9ဒီအချိန်မှာဆေးလိပ်မတောက်ပါနဲ့10 24နာရီအတွင်းအရန်ပူတဲ့အစာအသောက်တွေဥပမာ ကော်ဖီဆွပြုတ်ကိုရှောင်ပါကိုအပေါ်မှာပြောခဲ့တဲ့စီးတွေဆရာဝန်ညွှန်ကြားထားလို့တောက်နေရရင်လေစီးခနာဖြတ်ဖို့ဆရာဝန်ကိုတိုက်မယ်မှာတဆယ်ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းနှကောင်းနဲ့ထဲတဲ့ချောစီဆေးများ lubricating ointment ကို သုံးနိုင်ပါတယ်အထူးသတိပေးချင်တာကအရန်နှာခေါင်းသွေးရှင်နေချိန်မှာနဲ့ရှင်ပြီးစအချိန်မှာ မျက်လုံးထောင်းကနေသွေးတွေထွက်လာလို့အယမ်းလက်မသွားပါနဲ့မျက်ရည်ထုတ်ပြွန်လက်ခရိုင်မယ်ဂျက်ကနှာခေါင်းနဲ့လဲဆက်နေတာဖြစ်တဲ့အတွက်အခုလိုဖြစ်ရတာပါသွေးတွေကမျက်လုံးထဲကလာတာမဟုတ်လို့အယမ်းကြောက်မသွားပါနဲ့သွေးထွက်တာအယမ်းများပြီးဘလို့လုံးလုံးသွေးမတိတ်တော့ဘူးဆိုရင်တော့ဒါဟာအောက်ခံရောဂါတစ်ခုခုကြောင့်ဖြစ်တာဖြစ်နိုင်တာဖြစ်လို့ဆေးရုံကိုတွားတက်ပါတယ်ထွက်လာတဲ့သွေးပမာဏကလည်း အရမ်းများရင်တွေးဖြစ်ဖြစ်ဓာတ်ဆိုင်ဖြစ်ဖြစ် ပြန်သွင်းမေးသင့်ပါတယ်ဒါပေမဲ့ဓာရီကဖြစ်ခဲပါတယ်